ဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့တပတ်တာအတွင်းထုံးစံတိုင်းကျွန်တော်ဘုရဘူးသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့20နှစ်မှ2ရက်ဇွန်လ2025ဒနင်္ဂနွေနေ့ကနေပြီးတော့20နှစ်မှ8ရက်ဇွန်လ2025စနေနေ့ဒီတပတ်တာအတွင်းကျွန်တော်တို့ဘုရဘူးသားသမီးတွေရဲ့ကံကြမ္မာဘယ်လိုဖြစ်မလဲကျွန်တော်ကြည့်လိုက်ကြရအောင်အဲ့တော့အပတ်စဉ်အားပေးကြတဲ့ ခနဲ့သားသမီးတွေရောမိတ်ဆွေတွေရောပြည်တွင်းပြည်ပရဝေးရနေရလူတွေအားလုံးเนาะစိတ်ကြမ်းမှချင်းကိုယ်ကြီးကြမ်းမှချင်းနဲ့ပြည်စုံကြပါစေအားလုံးလည်းကြီးရှုအားပေးကြလို့ကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်ဗျအခုကျွန်တော်ဘရဘူးသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်ဟာဒီတစ်ပတ်တော့ဘရဘူးသားသမီးတွေအနေနဲ့သတိထားဖို့ကတော့အတိုက်ခိုက်အန္တရာယ်တွေရှိတယ်အဲ့တော့ ယင်တို့စက်တို့တို့မနော်အမှန်ပေါ့ကားနဲ့မောင်းနေရတဲ့လူတွေကားနဲ့ကိုပိုင်လုပ်ငန်းလုပ်ရတဲ့လူတွေဟလာကားနဲ့တက္စီတို့ဟလာကိုပိုင်ကားနဲ့သွားနေရတဲ့လူတွေယင်စက်ပစ္စည်းမှာဆိုင်ငယ်ဆိုင်ငယ်နဲ့သွားရတဲ့လူတွေစသဖြင့်ယင်စက်ပစ္စည်းနဲ့ပတ်သက်လို့သွားလာလှုပ်ရှားတဲ့လူတွေအတွက်အန္တရာယ်ရှိတယ်တိုက်မိတတ်တယ်ခိုက်မိတတ်တယ်နော်ဟလာဆုံးရှုံးတတ်တယ်နင့်နာတတ်တယ်ယော်ကြီးပြရတာမျိုးတွေဖြစ်တတ်တယ်အကောက်ဝီကိုကကောင်းတဲ့လက်ကိုကကောင်းရင်တော့မှသူများလာတိုက်လို့ယော်ကြီးပြရတာမျိုး ရှင်းရလင်းရတာမျိုးတွေဖြစ်တတ်တဲ့တပတ်တကာလဖြစ်ပါတယ်ကဲဟုတ်ပြီအကောင့်တိုင်းအဲ့ရင်ဆက်တွေနဲ့လည်းမပတ်သက်ဘူးဆိုရင်တော့ဒီတော့မှမတော်တဆထိလိုက်တဲ့အရာရတတ်တယ်တိုက်မိခိုက်မိတတ်တဲ့တပတ်တာဖြစ်တယ်မလုတ်ချင်တဲ့အလုပ်တွေကိုလုပ်ရတတ်တဲ့တပတ်တာဖြစ်ပါတယ်ကိုမလုတ်ချင်မပြောချင်မသွားချင်မလာချင်ဒီလူနဲ့မတွေ့ချင်သို့တော်လည်းအောက်အင်းတီးခံပြီးတော့သွားလာပြောစုလုပ်ကန်ရတဲ့တပတ်တာကာလာမျိုးဖြစ်တဲ့အတွက်ဒီတပတ်မှာကျွန်တော်တို့ မိမိရဲ့စိတ်ကိုတီးခတ်မှုလိုပါတယ်အဲ့တော့ကိုကမတိုက်ခိုင်းတော့ကို့ကိုလာပြီးတော့တိုက်ခိုင်းမဲ့စော်ကားမဲ့ဟလာကို့ကိုပြောဆိုမဲ့အပြစ်တင်မဲ့ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတော့မှနောက်တစ်ခုကျွန်တော်ဘာပြောရမလဲဆိုရင်ကို့မှာအောက်လငယ်သားတပည့်တပန်းနေရှိတယ်ကိုကလုပ်ငန်းရှင်တယောက်ကိုကဆရာတယောက်ဆိုရင်တော့သူတို့တွေမညီမညွတ်မမျှတာတာတွေမတိမျှတာတွေအာသူတို့အချင်းချင်းမတည့်တာတွေဟလာပြောတဲ့တယောက်ဟလာဘုံလျှောတိုက်ခိုက်တာတွေစသဖြင့်ဒါမျိုးတွေဖြစ်တတ်တယ် ီးတော့ကျွန်တော်အနေနဲ့ဒီတစ်ပတ်မှာအိမ်တော်ကြီးအချီမေတ္တာကြီးနဲ့ပတ်သက်ရင်အတိုက်ခိုက်တွေဖြစ်တတ်တယ်စကားပြောရများတာတွေဖြစ်တတ်တယ်အမြင်မတူတာတွေသဘောထားကွဲလွဲတာတွေဖြစ်တတ်တယ်ညှိလို့မရနိုင်လို့မရပြောလို့ဆိုလို့မရတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ကျွန်တော်တို့နှစ်ကြော်အပြည့်အနေငယ်ကံညံ့နေတဲ့မှာပါပါတယ်အဲ့တော့ဘရုဟုသာသမိမိတ်ဆွေများအစစအရာသတိထားတင်ပါတယ်ရေရရာလဲကျွန်တော်လုပ်ဖို့လိုပါတယ်ရဝီးရနေမကောင်းတဲ့တဲ့င်းတွေကြားရတတ်တယ် ကောင်းနေတဲ့လုပ်ငန်းတွေပုံမှန်လည်ပတ်နေတဲ့အလုပ်တွေကအခက်အခဲတွေကြုံအတိုက်အခိုက်တွေဖြစ်ဟလာပြဿနာတွေတက်စသဖြင့်ဒါမျိုးတွေဖြစ်တတ်တဲ့တပတ်ကာလဖြစ်ပါတယ်အဲ့တော့အထူးအဖြစ်ကိုဟာအရေးကြီးတဲ့လုပ်ငန်းတွေလုပ်မယ်အရေးကြီးတဲ့ခရီးကိစ္စတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့မလောက်တာဘူးကောင်းပါတယ်ရှောင်ရှားပါသတိထားပါဆိုတာမျိုးကိုကျွန်တော်တို့ဒီတစ်ပတ်မှာလမ်းညွှန်ဟောကြားလိုက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကိုဟာမဖြစ်မနေလောက်ရမယ်အရေးကြီးကိစ္စတွေရှိရင်အခုပြောတဲ့ရေရာလေးကို လှုပ်သွားပါလို့ကျောင်းဒီနေရာနေဆန္ဒပြုလမ်းညွှန်ကြလိုက်ရမှာဖြစ်ပါတယ်အဲ့ဒါအကြီးရတွေကဘာလဲအိမ်မှာရှိတဲ့မိကျစ်အစုပ်တို့နော်အိမ်မှာရှိတဲ့ဒန်နီယိုအစုပ်တို့ထမင်းပေါင်းအစုပ်တို့ဟိုစသဖြင့်ပေါ့အဝိထေအဟောင်းတို့ခြေတုပ်ခုံတို့စသဖြင့်တပြက်စီးတို့အဲဒါမျိုးတွေအိမ်မှာအဟောင်းအစုပ်များရှိနေရင်တော့အလဲလက်ရှိတယ်တုံးလို့လည်းရသေးတယ်ဆိုရင်တော့မနှမျောပါနဲ့စွန့်ပလိုက်ပါ ပြီးရင်အစ်စ်ဝယ်လိုက်ပါကဲရမှာမလုံးနိုင်ဘုန်းကြီးเจ้าမှာတပြက်စီးသွားပြီးတော့သွားရောက်ပြီးတော့ဘုန်းကြီးเจ้าမှာလှူတန်းမှာတပြက်စီးဂေါ်ဗျာအမိုက်ကျုံးနဲ့ချင်းတို့တောင်းတို့ဘုန်းကြီးเจ้าမှာသွားရောက်လှူတန်းမှာဒီရေရရာကိုအလေးနဲ့လှုပ်စီကြပါလေဒါမှကံကောင်းမှဖြစ်ပါတယ်အဲ့တော့မဖြစ်တင်တာတွေမဖြစ်ဘဲနဲ့ကံကောင်းမှုဆိုရင်ဒုမုတ်အရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုရင်ဒီရေရရာလေးကိုလှုပ်ပြီးမှလှုပ်ပါလို့ကျောင်းဒီနေရာနေဆန္ဒပြုလမ်းညွှန် ဟောကြားလိုက်ရပါတယ်ဘုရုသာသမီးများအားလုံးမိတို့ပြင်ဖြစ်စေကံကောင်းကြပါစေ